မနက်ဆန်းခမချာအလုံးမင်းတို့ရောက်လာတာပါလေကျွန်တော်နမရတော့ရှိုင်းလောက်ခပါလေကျွန်တော်ကတော့ခင်ရစ်တမမမခိုင်ဝတန်တွေကိုတာဝန်ယူပြီးတော့ကြားသင်ကြပေးနေပါလေကျွန်တော်ဒီနေ့မနက်ဆန်းကိုရှင်းပြလောက်ပေးခြင်းနဲ့ဒီပြန်လေးတစ်ခုရှိပါလေဟိုဆာဖေးရှိဆိုတဲ့စကားလေးဖြစ်ပါလေဆာဖေးရှိဆိုတဲ့စကားကိုရုတ်တရက်ချလိုက်မှာဆိုရင်ကျွန်တော်အထီးကျန်တော့ဆိုပြီးတော့ဘာသာပြန်လို့ရပါလေ မဖတ်ရင်ပို့တော့မှာတင်ခဲ့ရပါတော့ service ရှိထိချင်တော့ဆိုတော့ ikio ရှိနေနဲ့တင်ခဲ့ရပါလေဒါပေမဲ့ service ရှိခြေပဲမဟုတ်တော့ပဲနဲ့သူရှိနေပြီးတော့အတ္တမဆိုရင်ခေါင်းနေထည့်တယ်ဆိုရင်ကျွန်တော်အတ္တမ service ရှိဆိုပြဖြစ်သွားရပါတော့အတ္တမ service ရှိဆိုဆိုစပါကြီးလေအတ္တမ service ရှိဆိုရုပ်တရားကြည့်မယ်ဆိုတော့ခွဲကြည့်မယ်ပေါ့နော်အတ္တမဆိုအခေါင်း service ရှိဆိုအထည့်ချင်တယ်နှစ်ခုပေါင်းတော့ကြောင်းခေါင်းထည့်ချင်တယ်ခေါင်းရင်းအထည့်ချင်လားများလားအဲ့လိုမျိုးလည်းမဟုတ်ပါဘူးဆင် အတားမစားပြီးရှိဆိုတာတကယ်တကယ်ကြာရင်ထိပြောင်းနေဆိုရင်တပပြုံးနေပြရဖြစ်ပါတယ်တတွေပါခေါင်းတော့အကြီးဆုံးကအတားမစားပြီးရှိတဲ့ဆီယောနေရှိစလေးတစ်နေခွေပါအင်းဆိုဒီအဖိုးရားတဲ့ထိပြောင်းလိုက်တာနော်လို့ပြပါဘောနော်အဲ့ဒါလေးလည်းတောင်းလို့ရပါလေတော့တလုံးကနေမဆန်စားပြီးရှိပဲဖြစ်ပါတယ်ဒါပေမဲ့သူကဆနာအတားမစားပြီးရှိတဲ့မျိုးမျိုးတော့ပဲနေသူကကြောင့်ခုချစ်စားပြီးရှိတဲ့စနေခုချစ်စားပြီးရှိခုချစ်ဆိုတာကြောင့်ကျွန်တော်ပတ်ဆက် တစ်နေ့ကတော့ခုချိနကနေပေါ်စာဖြစ်တဲ့အကြောင်းခုချိစာဖြစ်ရှိဆိုတော့ကြောင်းဗစတိချန်နဲ့ဗစတိရမြန်တီတနာလာများလားဆိုပြီးတော့ကတော့သင်ကောင်းတဲ့ဘာရဲ့ဒါပေမဲ့ဗစတိချန်မှာမဟုတ်ပါဘူးကျွန်တော်အစားနဲ့ပစံနဲ့ပေါ်တော့မပြည့်ခင်နဲ့ဟာဒါကြည့်ပဲပြောပြမယ်ကျွန်တော်ဘိုက်စားလေးအစားလေးဘိုက်မစားလေးအစားလေးအမြဲတမ်းစားနေရင် တူတရားကိုပေါ့နော်အဲ့လိုကျွန်တော်ခွချစ်စာပေးရှိလို့တောင်းနေရပါကျွန်တော်ပေါ့နော်ကျွန်တော်ဆယ်လေး message ညာဖက်မေးမရှင်းစာရေပေါ့နော်အဲစာလုံးလေးစာရေကျွန်တော်စကားရပါကြည်တဲ့စာရေအမြဲတမ်းစာရေပေါ့နော်လည်းသာအမကျွန်တော်လည်းလူမျိုးကိုကျွန်တော်ခွချစ်စာရှိလို့ခေါ်ပါတယ်။အင်းအနောက်ကစီးတနေတစ်ကတော့ခွချစ်စာရှိကနတဲ့အကရှိを食べちゃった。အဲ့လိုမျိုးလေကျွန်တော်ဘိုင်းမစာပြင်မဲ့လေကျွန်တော်မုံလီကိုပေါ့နော်စားလိုက်မိတော့တယ်။ဇွဲပုံစံမျိုးလေးပေါ့နော် အလိုမျိုးလေးမှလည်းတောင်းလို့ရပါတယ်။နောက်ဆုံးတစ်ခုကတော့ဗာလဲဆိုရင်အတူယူမတ်ですね။အတူယူမတ်အတူယူမတ်ဆိုကျွန်တော်ဒဲပါတာပြန်ကြည့်အောင်ဆိုင်။အတူမတ်ဆိုတာအဆိုရင်အချိန်ကာလတစ်ခုတွင်ဆိုပြီးတော့ဗာသာပြန်လို့ရပါတယ်။တကယ်လေးအဲ့လိုပဲမဆိုင်။အဆိုရင်ကျွန်တော်အကျွန်တော်ရုပ်တရက်လေးလမ်းပြီးအော်ရတယ်မြတ်အဆိုအဆိုရင်အချိန်တွင်မှာပဲ။အဲ့ချိန်ကာလတစ်ခုပေါ်ပြတဲ့အချိန်မှာဆိုရင်အတူယူမှာဆိုပြီးတော့လည်းပြောလို့ရပါတယ်ကျွန်တော် 例えばレモンにピアメスにあ一週間の休みなんですけどあっという間に終わったねတရက်ကတပတ်ဖြစ်ပြီမလဲအချိန်ကာလတစ်ခုတည်းအချိန်လေးခဏလေးအတွင်းမှာပဲပြီးသွားတယ်ဘုံတော့ဘလို့ဘလို့ကုံတော့ကုံတော့မသိရပေးရကအဲ့လိုမျိုးချင်းမှာဆိုလေတောင်းလို့ရပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ဘုံတော့ပြောထားရဲ့စကလုံးတောင်းလို့ဘုံတော့အဲ့တောင်းတော့လေးကိုမြန်ဆန်တော့တည်တော့ကြမယ်လို့ထင်ပါတယ်ဟဲ့မြန်ဆန်ဆွေနာလာကျော်ပါ ここで終わりたいと思います。皆さん、お疲れ様です。今日も良い一日をね、皆さん。またね。